အမေအတွက်စေတခွဲတဲ့တရားနာမယ်ပါလေလေဒေချာတော့နာဘေးသားဤဒီတရားကမှတ်သားစရာတွေအများကြီးပါတယ်။ဘာဖြစ်လို့ဒီတရားကိုဟောပေးတာလဲဆိုရင်ဘာဖြစ်လို့ဒီတရားနာကျင်ကြတာလဲဆိုရင် လောကမှာဘေးသားမိဘနဲ့သားသမီးဆိုတာအမြဲတမ်းအိမ်တိုင်းအိမ်တိုင်းမှာရှိနေကြတယ်လေ။မရှိဘူးလား။အဲ့ဒီမိဘနဲ့သားသမီးတို့ရဲ့ကြားထဲမှာ အေးချမ်းမှုလေးဖြစ်သွားရင်ဒီဘဝအေးချမ်းရင်တန်တရာဘယ်လိုအေးချမ်းလဲဆိုတာမြတ်စွာဘုရားကဒီတရားကိုဟောသွားတာနော်အင်မတန်လဲရတာမြောက်တဲ့တရားတစ်ပုဒ်ဖြစ်ပါတယ်ပိသယီဘုံမလို့လဲယခုမနေ့ကဒီနေရာလေးမှာဟောတော့ဘုံမကအချိန်နောက်ကြတယ်အဲ့ဒါတခါဥစ္စေခိုင်းဘယနာလေးမှာဟောရတာဘုံမကတော်တော်သဘောကျတယ်လို့ဒီနေရာလေးကိုအဲ့ဒါလည်းဘုံမတို့ဒီနေ့ပြန်ပြင်းတော့ဟောတယ် အဲ့တော့ဗေဒိတ်ဒီမိဘကျေးဇူးစကိုဘုရားရဲ့ခြေတော်ရင်မှာဟောရတယ်ဆိုတော့လေဘုံဘုံတို့လည်းကြည်နူးမှုတွေအများကြီးရှိပါမြတ်စွာဘုရားကကိုတော်တိုင်းကိုကမိဘကျေးဇူးကိုဆက်တယ်ဖခင်သုတ်တော်ရဏမင်းကြီးမိခင်မဲတော်မာယာဖခင်သုတ်တော်ရဏမင်းကြီးကတက်ရှိတင်ရှားရှိနေသေးတော့ဖခင်ကြီးကို တရားရည်အမြိုက်စေးတိုက်ကြွေးတဲ့အခါကျတော့ဖခင်ကြီးဟာတရားရသွားတယ်နိဗ္ဗာန်ကိုမြင်တယ်မိခင်မဲတော်မာယာ မိခင်ဘယ်သူလဲမိခင်မေတော်မာယာကြတော့ဗိဒ္ဓိမွေးမြူပြီးတော့ခွန်ခွန်ရဲ့နေသေးသွားတဲ့အခါကျတော့ဟူတုတိတာနတ်ပြည်မှာရောက်နေတယ်ဘယ်နတ်ပြည်မှာတုတိတာနတ်ပြည်မှာရောက်နေတဲ့မေတော်ကိုခွန်ဝါမြောက်ရောက်တဲ့အခါကျတော့ဖခင်ကတာဝတိတာနတ်ပြည်မှာဗိဓမ္မာ တရားလိုက်ဟောပြီးတော့မေတော်ကိုလည်းကျေးဇူးမဆက်ဘူးလား ဒါဆိုမြတ်စွာဘုရားတောင်မိဘနှစ်ပါးကိုဂျေဇူးတိတော်ဗာဇတ်တယ်လေဘုရားဤသားတော်သမီးတော်ဖြစ်တဲ့ဘုံဘုံတို့မှလည်းဗိဒ္ဓယမိဘတွေရှိတဲ့အတွက်တို့အလုံးလည်းပဲဂျေဇူးတွေတိရင်ဂျေဇူးဘာလို့ရဆัจကြရမယ်တဲ့ဒါကြောင့်မြတ်စွာဘုရားကလူဖြစ်စေယဟန်ဖြစ်စေတိရိစ္ဆာန်ဖြစ်စေတဲ့မိဘရှိတဲ့ပုဂ္ဂိုလ်တွေဟာမိဘဂျေဇူးကိုဆက်ရမယ်တဲ့ ယဟန်နေလဲကျေးဇူးစားရမယ်တဲ့နော်ဘုသူကျေးဇူးကိုလဲလူတွေလဲပါတယ်လဲကျေးဇူးစားတိရစ္ဆာန်နေလဲကျေးဇူးစားတိရစ္ဆာန်နေလဲကျေးဇူးစားတာရှိတယ်လေပေးတတ်ရေစင်မင်းလေးတွေကိုဘောက်လေးဒီဘက်နေလဲလက်စင်မင်းလေးဘဝမှာကြီးပေးတတ်စင်ပြူတော်လေးဟာလည်းပဲကျေးဇူးစားတာပဲကဲအဲ့တော့ဘုံဘုံတို့လည်းပဲဘုရားရှင်လိုတော်ကြကျေးဇူးဆက်ကြမယ်လို့ဆိုတော့တို့အလုံးကလည်းပဲမြတ်စွာဘုရားလည်းကျေးဇူးဆက်လို့တို့လည်းပဲမလုပ်ကြဘူး ဟုတ်ပြီကျေးဇူးသိမှဗာဆက်တယ်လေကျေးဇူးဆက်တယ်ကျေးဇူးမသိရင်ကျေးဇူးမဆက်ဘူးနည်းနည်းလေးလျှော့လိုက်နော်အဲ့တော့မြတ်စွာဘုရားဒီကျေးဇူးဆက်တရားဘယ်မှာဟောလဲဆိုတော့ဘုန်းတော်ကဘာကြီးရဲ့အလယ်ဖြစ်တဲ့မေစီမဒေတာအိန္ဒိယနိုင်ငံကြီးမှာမြတ်စွာဘုရားတရင်သုံးတော့ဒီတရားတစ်ပုဒ်ကိုမြတ်စွာဘုရားကမိဘကျေးဇူးဆက်အနေနဲ့ဟောခဲ့တယ် ဲ့တော့မြတ်စွာဘုရားဘယ်ကြောင်းမှသတင်းသုံးလဲလို့ဆိုတာလေးကိုကြင်ညိုကြည့်ကြရအောင်ဧကံဓမ္မယံဘဂဝါရာဇကေဝေလုံးနေဝိဟာရတိဣမံစန္တိကံတုတ်တံကတေတိဧကံဓမ္မယံအခါတပါ၌ဘဂဝါဘုန်းတော်နေဝထွန်းလင်းတောင်းပန်တော်မူသောမြတ်စွာဘုရားတခင်ကိုရောမြတ်ကြည်သည်ရာဇာကေရာဇာကျော်မြို့ရဲ့ဝေလုံးနေဝေလုံးအောင်ကြောင်းတော်ကြီးမှာ ဝိဟာရတိယံဒိုင်ရသွာလေးပါအရိယာမြတ်တာရှင်ပြုံးတည်သုံးပြီးတော့နေတော်မူစဉ်ဣမံဇန္တိကံသုတ်တံဣဇန္တိကံသုတ်တံဒေသနာတော်မြတ်ကိုကတိတိတိစေကျင့်စေဤနှထွေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း မြတ်စွာဘုရားတခင်ကိုရောမြတ်ကြီးဗိဒ္ဓယိတက်တော်ထင်ရှားရှိတဲ့အချိန်ကကာလကရာဇဂျိုမြို့တဲ့မြို့ကဘာမြို့ကျောင်းကဝေလွဝန်ကျောင်းကျောင်းကဘာကျောင်းမြတ်စွာဘုရားတခင်ကိုရောမြတ်ကြီးတက်တော်ထင်ရှားရှိတဲ့အချိန်ကကာလတုန်းကရာဇဂျိုမြို့ရဲ့ဝေလွဝန်ကျောင်းတော်ကြီးမှာတည်င်းသုံးပြီးတော့နေစဉ်အချိန်ကကာလက အဲ့ဒီရာဇကြိုမြို့တဲကဟိုအစွန်ပြရက်ွက်ကလေးမှာဗိဒ္ဒယဆင်းရဲသာရက်ွက်ကလေးတစ်ခုရှိတယ်ရာဇကြိုမြို့ရဲ့ဟိုအစွန်ပြနာမှာဆင်းရဲသာရက်ွက်ဘာရက်ွက်လဲဆင်းရဲသာရက်ွက်ကလေးတစ်ခုရှိတယ်အဲ့ဒီဆင်းရဲသာရက်ွက်ကလေးမှာနေကြတဲ့မိသားစုကတော့စန္ဒိကာဆိုတဲ့အမျိုးသမီးလေးတို့ရဲ့မိသားစုစန္ဒိကာဘာတူတယ်လဲ ရုပ်ရည်ရုပ်ပကရာကလည်းလှပတင်တဲ့တဲ့လိမ္မာလည်းလိမ္မာတဲ့ယင်ကြီးတိမ်မွေးမှုလည်းရှိတယ်။အဲ့ဒီအမျိုးသမီးလေးတို့မိသားစုကရာဇကြိုမျိုးဆင်းရဲတဲ့ရောက်ွက်ကလေးမှသူတို့သမီးလေးတွေသူတို့မိသားစုလေးတွေနေနေကြ။အဲ့ဒီအမျိုးသမီးလေးအဘိဓာယဆင်းရဲတဲ့ရောက်ွက်ကလေးမှနေရတော့နေစရာအိမ်ကလည်းပဲမိုးမလုံးတလုံး ဇာဇေယကလည်းပဲဘဝတဝဝိဇေယကလည်းမလုံးတလုံးစင်စင်ရဲရဲနဲ့နေရတယ်ချမ်းသာသလားဆင်းရဲလားအဲ့ဒီလိုစင်စင်ရဲရဲနဲ့နေရတဲ့မျိုးသမီးလေးဟာဇာဇေယဝိဇေယနေဇေယတွေဆင်းရဲပေမဲ့လို့သူ့မှာဘေးတဲ့ချမ်းသာတာနှမျိုးရှိတယ်ချမ်းသာတာဘယ်နှမျိုးရှိနံပါတ်1ကတရာတရားချမ်းသာတယ်နံပါတ်1ကဗါတယ်တရာတရားဆိုတာယုံကြည်တာပေါ့နော် နမနိကဗိဒ္ဒယိစေတနာချမ်းသာရေနမနိကတရားတရားကယုံကြည်တဲ့စေတနာကယုံကြည်စီအားလျော်စွာကုသိုလ်တွေလုပ်တယ်။ဒါဆိုဗိဒ္ဒယိဘဝပေးခြင်းတွေမကောင်းလို့တက်ကုတ်ကလေးနဲ့နေမိုးမလုံးလင်းမလုံးနေရတဲ့အိမ်လေးမှာနေရညတော့လေသူ့မှာချမ်းသာတာဘယ်နှခုရှိနံပါတ်1ကပါချမ်းသာတရားတရားချမ်းသာနံပါတ်2က တရာတရားယုံကြည်တယ်တဲ့ဘုရားတရားတန်ခါယရနာသုံးပါးပေါ်မှာယုံကြည်တဲ့တရာတရားရှိတော့ဘိသက်ဤစိမ့်ရညာတော့လည်းပဲမြတ်စွာဘုရားတခင်ကိုရောင်မြတ်ကြီးတည်င်းတော့နဲ့ဝေလုံးဝကြောင်းတော်ကြီးကိုသွတ်သွားပြီးတော့ရှိသမျှအရာလေးတွေကိုသွတ်သွားပြီးတော့လှူတယ်ဘိသက်ဤလှူတယ်တန်းတယ်ဆိုတာချမ်းသာတာစိမ့်ရတာနဲ့မဆိုင်ဘူးနော်အခုချမ်းသာတယ်လားစိမ့်ရလား ဆင်းရဲကြတော့လည်းပဲမြတ်စွာဘုရားကိုသွားသွားပြီးတော့ရှိတာလေးတွေသွားသွားပြီးတော့လှူတာဒီသူ့ယင်ထဲမှာတရားတရားရှိလို့ဘုရားပေါ်မှာယုံကြည်တဲ့ဗာရှိလို့တရားတရားရှိတော့ဘုရားကိုသွားလှူတော့ဘုရားကလည်းသူ့ကိုသိတယ်မြတ်စွာဘုရားရဲ့သာတော်တန်ခါတော်တင်နဲ့လည်းပဲဘိဒ္ဓရည်နီမှုရှိတယ်သာသနာနဲ့ရည်နီတာပေါ့ဘာနဲ့ရည်နီတယ် သာသနာနဲ့ယင်းဤတဲ့လူဟာဘေးတိုက်ကုသိုလ်ဖြစ်တယ်သာသနာနဲ့ဝေးရင်တော့ကုသိုလ်ဖြစ်တာနဲ့သွားမယ်နော်တို့အလုံးလဲဘေးတိုက်ဘာနဲ့နီးရမယ်သာသနာနဲ့နီးရင်ကုသိုလ်မရဘူးလားအလုံးကသာသနာနဲ့မဝေးစင်တဲ့ဓမ္မမောင်မတွေနော်အခုသာသနာနဲ့ယင်းဤတော့မြတ်စွာဘုရားအကြောင်းကိုရောက်တဲ့ဘုရားကိုလည်းလှူတယ်ဘုရားရဲ့တန်ဃာတော်တွေကိုလည်းဝေယဝဆလှုပ်ပေးတယ်အကြောင်းရောက်တဲ့အခါတပြည့်စည်းလဲတဲ့အမိုက်ကောင်းတယ်ဆိုတော့ပေးတတ်ရည် ကြောင်းရောင်ရင်ကုသိုလ်ရတာပဲကြောင်းရောင်ရင်ဗာလဲအခုဒီဖရားတဲ့လာတဲ့အခါကိုပဲကြည်ပေးတဲ့ဖရားတဲ့လာတဲ့ဆိုဖရားဥချမယ်ဟောအမတ်ကလေးတွေကောင်းမယ်ရည်ရည်တွေထဲ့မယ်တန်ရှင်းရည်တွေလုံးမယ်ဆိုရင်ဗာရမလဲကုသိုလ်ရတယ်မရဘူးလားအခုဒီအမျိုးသမီးလေးကပေးတဲ့ဆင်းရဲညာတော်လဲတရာစေတနာကောင်းတဲ့အခါကျတော့မြတ်စွာဘုရားသာသနာကြီးနဲ့ယဉ်ဤတယ် ဖယားကိုကြီးညိုတဲ့အခါကျတော့ဖယားเจ้าကိုမကြကနရောက်တော့ကုသိုလ်ရတာပေါ့နော်မာရတယ်လဲเจ้าရောက်တော့ဖယားရှိခိုးရတာလေဖယားဥချတဲ့အခါကျတော့ဥချတယ်ဥချတဲ့အခါကုသိုလ်ရတယ်ပြန်တဲ့အခါရှိခိုးတဲ့အခါကျလည်းကုသိုလ်ရတယ်ရောက်လျင်ဥချကုသိုလ်ရပြန်လျင်ရှိခိုးကုသိုလ်တို့ဆိုကြည့်ပါလေလေအခုဒီဖယားတဲ့လာတဲ့အခါကျတော့ဖယားမြင်ဥမချဘူးလား ရောက်ရောက်တန်းနဲ့ဥကြတာနဲ့ဘာရလဲကုသိုလ်ရတယ်ပြန်တဲ့ခါကျတော့လေဘုရားရှိခိုးပြီးတော့ပြန်ရင်ကုသိုလ်တွေမတိုးလားဆိုကြတဲ့ဗာတဲ့လေရောက်လျင်ဥချကုသိုလ်ရအဲ့ဒီစကားလေးတွေကဘုန်းဘုန်းကြီးကျောင်းတွေလို့ဒီလိုဘုရားတွေတို့မှာအဲ့စကားလေးတွေရေးထားတင်တယ်နော်မှတ်မိလားဗာလည်းပြောကြည့်လား ဘိဒါရဲ့အဲ့ဒါလူငယ်လူကြီးဝင်လာတဲ့နေရာလေးမှာအဲ့ဒီစကားအဲ့ဒီစာသားလေးတွေချိန်ထားမယ်ဆိုလို့ရှင်ဟာဒါတို့ကိုသတိပေးတာရောက်ရင်တို့ဘာလို့ရမလဲဟာဘာရပြီလဲကိုတို့ရပြီပြန်ရင်ဘာလို့ရကိုတို့မတိုးဘူးလားအဲ့ဒါဘိဒါဗုဒ္ဓဘာသာတွေအတွက်သတိပေးတဲ့စကားပိုင်းလေးတွေဘုန်းကြီးကျောင်းအဝင်တွေတို့တကုလို့ဖရာအဝင်တို့မှာရှိတဲ့ဒီစာပိုင်းလေးတွေနော်အခုမြတ်စွာဘုရားနဲ့ရင်းနှီးတော့ဘုရားကြောင်းတော်ဥချကုသိုလ်တွေရတာပေါ့ ဒါပေမဲ့လို့ပေးတဲ့ဘဝပေးအခြင်းနေကမကောင်းတော့ဆင်းရဲတယ်တဲ့ကိုကလေးနဲ့နေရတယ်ဘာနဲ့နေရဆင်းရဲတာဒီပေးတဲ့သူများကြောင့်လားကိုကြောင့်လားပြီးခဲ့တဲ့ဘဝတွေတုန်းကပေးတဲ့ဒါနအစရှိတဲ့ကုသိုလ်တွေမလုပ်ခဲ့တဲ့အတွက်ဒါနမပါခဲ့တဲ့အတွက်ဒီဘဝမှာဆင်းရဲတယ်တို့အလုံး ပကွန်ရက်ွက်မှာရှိကြတဲ့ဓမ္မမောင်နှမတွေကြည့်အားလုံးတရက်ွက်လုံးမဆင်းရဲဘူးတရက်ွက်လုံးလည်းမချမ်းသာဘူးတချို့ဆင်းရဲတယ်တချို့ချမ်းသာတယ်ဘာဖြစ်လို့ဆင်းရဲလဲဆိုရင်ပြီးခဲ့တဲ့အတိတ်ဘဝတုန်းကပြီးခဲ့တဲ့ဘဝတွေတုန်းကဒါနမပါခဲ့လို့ဘာမပါခဲ့လို့ဒါနမပါတော့ဒီဘဝမဆင်းရဲဘူးလားပြီးခဲ့တဲ့ဘဝကဒါနစာရှိတဲ့ကုသိုလ်တွေလုပ်ခဲ့မယ်ဆိုဒီဘဝမချမ်းသာဘူးလား ပေတဲ့ချမ်းသာဆင်းရဲကိုဒါနကခွဲပေးတယ်ဘသူကခွဲပေးဒီမျိုးသမီးလေးကချမ်းသာသလားဆင်းရဲလားပြီးကြတဲ့ဘွားကဘာတွေမပါခဲ့လို့ဒါဆိုလိုက်ဆိုဒါနမပါဖြစ်လေရာဥစ္စာမွေးတတ်သည်ဒါနမပါဖြစ်လေရာဥစ္စာမွေးတတ်သည်ဆိုလိုက်ပြဒါနမပါ ဥစ္စာမွဲကလူဘဝအောက်ကြလွန်လာသည်ဥစ္စာမွဲကလူဘဝအောက်ကြလွန်လာသည်ဒါနပါကနောင်ဘဝကောင်းကနေရမည်ဒါနပါက နောင်ဘဝကောင်းကနေရမည်ဆိုလိုက်ဒါနပါကနောင်ဘဝဒိဋ္ဌိဒါနမပါလို့ခြင်းဖြစ်လျာဘဝမှာဆင်းရဲတယ်ဒါနမပါဖြစ်လျာဥစ္စာမွဲတတ်သည်ဥစ္စာမွဲကလူဘဝအောက်ကြလွန်လာသည်ဆင်းရဲတယ်ဆိုတာမကောင်းဘူးပြည်တိုင်းလူရင်းရှင်တော်မှာအောက်ကြတယ်နော်ဒါကြောင့်ချမ်းသာအောင်ကြိုးစားကြဖို့ ပြီးခဲ့တဲ့ဘဝတုန်းကဒါနာတွေမပြုတ်ခဲ့လို့ဒီဘဝဆင်းရဲတဲ့ဆိုထားလိုက်တော့နောင်အနာကဘဝဘဝတွေမှာချမ်းသာခြင်းနဲ့ဆိုရင်တော့ဘိဒ္ဓဤဒါနာကောင်းမှုတွေကိုမေ့နေရမှလားကြိုးစားရမှလားကိုကြိုးစားရင်ကိုရမှာပဲဒါနာပြုတ်သွားပြီဆိုရင်တော့ဒါနာပါကနောင်ဘဝခေါင်ကနေရမယ် ဒါနပါသွားပြီဆိုရင်ချမ်းသာတယ်ပေါ့ထိတ်ဆုံးကရင်နေရတာပဲနော်ဟောပြီဘေးတိုင်းဒါကြောင့်ဒီအမျိုးသမီးလေးကဒါနမပါခဲ့တော့စင်စင်ရဲရဲနဲ့နေရတယ်ဆင်းရဲလိုက်တာမှတဲကုတ်ကလေးနဲ့နေရတော့သူများအိမ်မှာတတိကြီးတတိကတော်ကြီးတွေအိမ်မှာကြွန်ခံရတယ်ခိုးတော့ကတော့ကြွန်ခံရတာပေါ့နော်ဘုကေတော့အလုတ်လုတ်ရတာပေါ့ဗေဒိသူများအိမ်မှာအလုတ်လုတ်ရတာဒီချမ်းသာလို့လားဆင်းရဲလို့လားဆင်းရဲပါဘုရားအဲဒီလိုဆင်းရဲမွဲတည်တဲ့ဘဝတွေမဟုတ်သေးဘူးတဲ့ နောက်တာသူမဖေးတိုင်းဘာတွေစိုးသေးတယ်လဲလို့ဆိုလို့စင်းအချွေယံဘာတလဲအချွေအယံနဲတယ်ဆိုတာကလည်းဘသူမပြုမိမိမှုပြီးခဲ့တဲ့ဘဝတုန်းကဖေးတိုင်းစွန့်ကျဲဘေးကမှုတွေမရှိတော့ဒီဘဝမှာကြည့်ဘလောက်တော့အချွေယံနဲတယ်လဲဆိုရင်သူမလေးအဖေလည်းမရှိဘူးညီကိုမောင်နှမတွေလည်းမရှိဘူးဦးကြီးတော်ကြီးတွေလည်းမရှိဘူးတဲ့ ဆွေမျိုးဆိုတာမရှိဘူးသူ့မှာဘေးတည်းရရှာရှာပါပါမျက်စိမမြင်နဲ့အမေအိုကြီးတယောက်ပဲရှိတယ်အချွေရံကိုမနေဘူးလားမျက်စိမမြင်နဲ့အမေအိုကြီးတယောက်ပဲရှိတယ်အဖေကလည်းမရှိတော့ဘူးသေသွားပြီညီကောင်မောင်နှမဆိုတာလည်းတယောက်မှမရှိဘူးဦးကြီးတော်ကြီးတွေဆိုတာလည်းမရှိဘူးတငယ်ချင်းအပေါင်းအသင်းတွေဆွေမျိုးမိတ်တယ်သားတွေဆိုတာလည်းသူ့အနားမှာမရှိဘူးဆိုတော့ဘေးတည်းဘဝမှာအချွေရံမနေဘူးလား အချွေရံနေတာတွေဘာကြောင့်လဲဆိုပြီးခဲ့တဲ့ဘဝတွေတုန်းကစွန့်ကျဲပေးကမ်းမှုတွေမလုပ်ခဲ့လို့လှူတာနဲ့စွန့်ကျဲတာမတူဘူးနော်လှူတယ်ဆိုတာပြီးတဲ့ကိုယ့်ရဲ့မြင့်တာဆိုရင်လှူတာတို့အလုံးကနေပြီးတော့ဘုရားတရားတန်ခါဆိုတို့ကနေနေဘုရားတရားတန်ခါယရဏသုံးပါးကမြင့်နေအတွက်နေရကမြင့်ရဆိုရင်ဗါတယ်လေလှူတယ်တဲ့တပြည့်ကဆရာကိုဆိုရင်လည်းနေရကမြင့်ရမို့လို့ဗါတယ်လေလှူတယ် သာသမိက မိဘကိုဆိုရင်လည်းသာသမိကနှိမ့်တယ်မိဘကမြင့်တဲ့အခါကျတော့နှိမ့်ရာကမြင့်ရာဆိုရင်ဗါတဲ့လေလူရင်ချမ်းသာမယ်တဲ့ဘိဒတ်ရေလူရင်ဗါတဲ့လူရင်ချမ်းသာတယ်စွန့်ကြဲရဲ့ချွေရန်ပေါများတယ်စွန့်ကြဲတဲ့ဆိုတာကမြင့်ရာကနှိမ့်ရာဆရာကမြင့်တယ်တပည့်ကနှိမ့်တယ်တပည့်ဆရာကနေတပည့်ကိုဆိုစွန့်ကြဲတယ်မိဘကနေသာသမိကိုဆိုရင်လည်းမြင့်ရာကနှိမ့်ရာမလို့ဗါလဲ စွန်ကျဲရင်အချွေရန်ပေါ်မယ်စွန်ကျဲရင်ဘာလဲလူရင်ဘာဖြစ်မယ်ချမ်းသာမယ်စွန်ကျဲရင်ဘာဖြစ်မယ်